အားလုံးပဲမင်္ဂလာပါကိုဝင်ဒီနေ့တော့ဘာကြောင့်လဲပတ်သက်ပြီးပြောမလဲဆိုတော့ ID ကျွန်တော်က ID ဝါဒနာပါတယ်ကွန်ပျူတာနဲ့ပတ်သက်တဲ့နေစာကိုလည်းပြပေးပါအောင်ဆိုတဲ့ဒီအတွက်ကတော့ကိုဝင်ဒီမန်လေးတက္ကသိုလ်မှာရှိတဲ့တခုပြီးတော့ ID နေစာကိုပြပေးပါမယ်အဲ့ဒါကဘာလဲဆိုတော့ကွန်ပျူတာ science နေစာဖြစ်ပါတယ်ကွန်ပျူတာ science ကတော့အာ ကွန်ပျူတာသိပ္ပံလေ့စာဖြစ်ပါတယ်။ဒီလိုဒီကနေဖွင့်ရမယ်ဆိုရင်တော့ BSc ကွန်ပျူတာဆိုင်ယင်စ်ရမယ်။ပြီးရင် MTV တက်ရပါမယ်။ online ဆိုရင်တော့9နှစ်တက်ရပါမယ်။မဟာအတွက်ကတော့9နှစ်တက်ရပါမယ်။ဒီကွန်ပျူတာဆိုင်ယင်စ်မှာဘာတွေသင်ကြရမလဲဆိုတော့အာ program နဲ့ပတ်သက်တာတွေသင်ကြရမယ်။ဒီမှာ hardware နဲ့သင်ကြရမယ်။ software ကိုအဓိကထားပြီးသင်ကြရမယ်။ program တွေကိုယ်တိုင်ဆွဲထိုင်မယ်။အပြင်ဒီမှာကြာရင် website တွေကိုအဖွဲ့စည်းရမျိုးလုပ်ရမယ်ပြည့်ကြတော့ဒီမှာကုတ်တင်ပေါ့နော်ကုတ်ဆွေးရင်းကြီးအကုန်လုံးအသေးစိတ်တင်ကြရပါမယ် ဒါဆိုဒီက data science နဲ့ဒီမှာပွဲရမယ်ဆိုရင်ဘာလုပ်လို့ရမလဲဆိုတော့ programmer ကြီးပြန်လုပ်လို့ရမယ် web developer ကြီးလုပ်လို့ရမယ်ဂိမ်းကြီးတဲ့သူတွေလုပ်လို့ရမယ်ပြီးတော့နိုင်ငံသားက company တွေမှာအလုပ်ဝင်လုပ်လို့ရမယ်ဒါမှမဟုတ်ပြည်ထောင်စုအခြေစိုက်တဲ့နိုင်ငံသားတိုင်း company တွေမှာလည်းအလုပ်ဝင်လုပ်လို့ရမယ် computer science ရဲ့အားကချက်တွေပေါ့နော်ဟုတ်ကဲ့ science မှာတက်ချင်နေဆိုရင်တော့အမှတ်ပေါင်းကတော့430ဝန်းကျင်လောက်မှာရှိထားပြီးတော့လိုအပ်ပါတယ်သူကတော့ဝိစာတွေမရပါဘူးသိပ္ပံတွေ only ပဲဒီမှာတက်ရောက်လို့ရပါမယ်ခင်ဗျာ computer science မှာဆိုရင်တော့သူက minor အနေနဲ့ဘာယူရလဲဆိုတော့ first year မှာတော့မြန်မာစာအင်္ဂလိပ်စာကိုယူရချင်တယ်ဒါပေမဲ့အတီးက minor တော့သင်္ချာတစ်မျိုးတည်းကိုပဲသူက minor အနေနဲ့ယူရပါတယ် ဒီမှာတော့ ID နဲ့သက်ဆိုင်တဲ့တခုရေးတော့မိစားဖြစ်ပါတယ် ID ကိုစိတ်ဝင်စားရဲဆိုရင်တော့ computer science ကိုလာခဲ့ပါနောက်တစ်ထပ်မိစားမဲ့မိစားကတော့အရှိတိုင်းပညာဆိုတာဘာမှမသိတဲ့လူတွေတော့ပုံပုံနဲ့ရှင်းပြစေပါဒီအရှိတိုင်းပညာဆိုတော့ oriented study ဖြစ်ပါတယ်။ဒီလိုလူတရားကိုပွဲရမယ်ဆိုရင်တော့ BA oriented study ပွဲရမှာပဲ။ဒါလို့3နှစ်တက်ရမှာပြီးတော့ honors နဲ့9နှစ်တက်ရအောင်မယ်။မဟာတော့9နှစ်ဖြစ်ပါတယ်။ oriented study အရှိတိုင်းပညာဆိုတော့အဓိကသင်ကြားရဆိုဗုဒ္ဓမြတ်စွာဘုရားရဲ့အကြောင်းကိုအဓိကသင်ကြားရမှာ ဲစွာပြရဲ့ lifestyle ကိုသူ့ရဲ့ဘဝတစ်ခုလုံးဖြစ်စေကြအောင်အသေးစိတ်တင်ကြရမယ်ဇနီးပတ်ဒီပုံမြညာဇဝင်ကြီးအဲ့လိုလိုတင်ကြရတဲ့ဘာသာရပ်ဖြစ်ပါတယ်ဒီ online ဆားရီမှာဆိုရင် grammar ဘာသာရပ်အဓိကတင်ကြပြီးပါဠိဘာသာရပ်ဒီသက္ကရဘာသာရပ်တို့မြန်မာဘာသာနဲ့ link ပြပြန်ဆုံနိုင်အောင်လို့ဘာသာစကားအနေနဲ့ပေါ့နော်ပါဠိသက္ကရကိုလည်းဘာသာစကားအနေနဲ့တင်ကြရဲ့နေစာမျိုးဖြစ်ပါတယ်ကြတဲ့ဒီအရောစိတ်စိတ်စိတ်မဝင်နိုင်တော့မလာဘူးပုံအကြံပေးခြင်းနဲ့ဒါနဲ့ ုံးဝဟိုဒီလိုမျိုးပါဠိတက္ကရာတွေသင်ရတာစိုက်တယ်ဗုဒ္ဓစာပေကိုစိုက်နေတတ်တဲ့သူတွေအတွက်ကဒီမိစားအားပေးပါတယ်ဒီလိုဒီမိစားတွေကြွရမယ်ဆိုရင်အလုံးလုံးလုံး ဆိုတော့အကုန်လုံးဒီတက်ကတူမှာပဲပြန်ပြီးတော့ကြူတာလုပ်လို့ရပါမယ်။ဒါပေမဲ့ကြာဝင်ရေးဌာနပေါ့ဝင်ရေးဌာနမှာလည်းအများများဆဆတော့အရင်မရှိဘူး။ဒါမှအတခုလေးတော့ပေါ့အရင်အသုံးဝင်နေမိတာတော့သာသနာရေးဝင်ရေးဌာနဖြစ်ပါရဲ့။ကိုယ်တတနာရေးဝန်ကြီးဌာနမှာအလုပ်လုပ်ချင်တဲ့သူမျိုးဆိုရင်တော့ဒီမေချာအရင်အောင်အထူးသင်တော့ပါခင်ဗျာအဲကြတော့ကိုယ်နောက်ထပ်ဗီဒီယိုမှာဆိုရင်တော့ philosophy နဲ့ psychology အဲ့နှစ်ခုကြောင်းရှင်တွဲပြဖို့လည်းရှိပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်အသိကျင်တာရှိရင်လည်းဒီအောက်မှာမေးသွားလို့ရပါခင်ဗျာ